မင်္ဂလာပါခင်ဗျာ listeners heaven channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စာဖတ်သူသူရာတင်ဖြစ်ပါတယ်ခင်ဗျာ အခုကျွန်တော်ဖတ်ပြမှာကဆရာဇော်ကြီးမြန်မာပြန်သည့်လမ်းသစ်နှင့်အခြားဝတ္ထုတို့များကဘာကျော် Nobel ဆုရစာရေးဆရာများနှင့်သူတို့၏ဝတ္ထုများဖြစ်ပါတယ်အီတလီရဲ့အမျိုးသမီးစာရေးဆရာဒက်လက်တာ1882ခုနှစ်1936ခုနှစ် အီတလီယံအမျိုးသမီးစာရေးဆရာဒက်လက်တာသည်1926ခုနှစ်အသက်54နှစ်အရွယ်တွင်ကမ္ဘာကျော်နိုဘယ်ဆုကိုအကြီးမြင့်ခံရသည်။စူးကြီးမြင့်သောအခါသူ့စာတို့သည်မြေတာကယူနာတို့ဖြင့်ထုံသင်းထားပြီးတကယ်သို့ဖြစ်သည်။သူ့စာတီဌာနဖြစ်သောစာဒီနီယာကျွန်းနှင့်ကျွန်းသူကျွန်းသားတို့၏အမှုအရာတို့ကိုဖွဲ့ပြရာ၌၎င်းဘဝပြဿနာတို့ကိုတင်ပြရာ၌၎င်းသူ့မြေတာ၌ကယူနာတို့သည် ပါဏီလျက်တာဖြစ်သည် ဟုဆို၍ချီးမြှင့်ခဲ့သည် သူဇာတိဌာနသည်အီတလီယန်ကျွန်းဆွယ်တောင်ဘက်ရှိဆာဒီနီးယားကျွန်းဖြစ်သည် ထိုကျွန်းတွင်နော်ရိုအမည်ရှိသောဂျေးရွာ၌1892ခုနှစ်တွင်အယ်လက်ဒါကိုဖွားမြင်သည် သူဖခင်သည် တောင်သူလယ်သမားဖြစ်သည်ကဗျာတိုလက်တို့များကို ကောက်ကာငင်ကာဆဆူရသူဖြစ်သည်ဟုဆိုသည် သူမိခင်သည် အလှအပဇာတို့ပန်းတို့ပညာ၌ ကျွမ်းကျင်သူဖြစ်သည်ဟုဆိုသည် ထိုကိထိုအခါကတော့ဒက်လာရာသည် တောင်သူလယ်သမား၏သားသမီးလည်းဖြစ်ပြီးအမျိုးသမီးလည်းဖြစ်ပြန်ရာမိဘတို့သည် သမီးကိုတေစာရှင်စာသဘောလောက်သာစာသင်ပေးသည်တို့ရာတွင် သူဖခင်သည် နော်ရိုကျေးရွာ၌ကျေးရွာဥက္ကဋ္ဌအဖြစ်သုံးချိန်တိုင်တိုင်အရွေးခံရသူဖြစ်ရာသူထံသို့ဝင်နေထွက်နေကြဖြစ်သောသာသနာဝန်ထမ်းတအူ၏အကူအညီဖြင့်ဒက်လာရာသည် ဖတ်စရာစာအုပ်အများအများကိုဖတ်ခွင့်ရခဲ့သည်တယ်လက်တာသည် စာဖတ်ဝါဒနာပါသူဖြစ်ရာစာဖတ်တတ်စအခါကပင်ဖတ်စရာစာအုပ်များကို မလွတ်တမ်းဖတ်၍ပညာတတ်မြောက်လာရသူဖြစ်သည် အသက်15နှစ်အရွယ်လောက်တွင် သူရေးသောစာစီစာကုန်းတစ်ပုဒ်ကိုကျောင်းရွာမှဆရာတဦးကဖတ်ရှု၍အလွန်သဘောကျသဖြင့်ရောမမြို့တော်ရှိမဂဇင်းတစ်စောင်သို့ပို့ပေးရာမှအစာ၍ဒယ်လတာ၏အမည်သည်ထင်ရှားလာသည် ထို့နောက်တက်လက်တာသည်သူတည်သောဇာဒီနီးယားတောင်သူလက်သမားများအကြောင်းကို ဆောင်းပါရှိ၍ပို့သည် ပို့သောဆောင်းပါများသည်မဂဇင်း၌ပါသည့်ချီတာဖြစ်သည်ဟုဆိုသည်ထို့နောက်တက်လက်တာသည်ရိုးရိုးသားသားလောက်ကန်အသက်မွေးကြသောဇာဒီနီးယားတောင်သူလက်သမားတို့၏အမှုအရာအလေးအထအစွဲအလန့်အယူအဆတို့ကိုအကြောင်းပြု၍ဝိထုသုံးပုဒ်ကိုလည်းရှင်းနိုင်ခဲ့သည် အသက်25နှစ်အရွယ်တွင်အိမ်တောင်ကြသည်သူခင်မွန်းသည် ဂျောမာမျိုးစေယုံ၌အမှုထမ်းသူဖြစ်ကြထိုအခါကျမှပင်ဒယ်လက်တာသည် သူ့ခင်မွန်းအလုလောရာဖြစ်သောဂျောမာမျိုးသို့ရောက်ဖူးသည်ဂျောမာတွင်အင်ရှင်မပင်ဖြစ်လင်ကစားအိမ်အလုကိုလည်းလွှဲ၍သူ့ဝါသနာအလျောက်ဝတ္ထုတို့ဝတ္ထုရှိများကိုလည်းရေးလေရှိသည်ကြောစောခြင်းလည်းဖြစ်လာသည် နောက်အခါ၌သူ့စာများသည်အီတလီနိုင်ငံ၌သာမကဥရောပတစ်တိုင်းလုံး၌ပင်ကြောစောလာသည်ဥရောပဘာသာအမျိုးမျိုးပြန်ဆို၍ အမြောက်အများဖတ်ရှုကြသည်ဟုဆိုသည်နိုဘယ်ဆုမရမီနှစ်နှစ်သုံးနှစ်လောက်ကကြိုတင်၍နိုဘယ်ဆုရမည်ဟုတည်င်းအပြေခံရသည်နိုဘယ်ဆုရသော1926ခုနှစ်၌ပင်ဒက်လက်တာသည်အီတလီယန်ပညာတကွန်အသင်း၌သင်းဝန်ပညာရှိအဖြစ်အသိအမှတ်ပြုခံရသည်ဒက်လက်တာသည်ကြော်စောခြင်းရှိလာတော်လဲရိုးရိုးပင်နေထိုင်ပြုမူကြသည်ဟုဆိုသည်ငကူကပင်စကားနည်းသူဖြစ်သည် အဖိတ်အခေါ်ပွဲလန်းတပင်တို့၌ပါဒနာမရှိ သူ့အိမ်အလုံးနှင့်စာရေးအလုံးတို့၌သာ သူပျော်သည် သူစားတို့သည် အများအားဖြင့်ဒုက္ခအမျိုးမျိုးနှင့်ရင်ဆိုင်တိုက်ခိုက်တွန်းလှန်နေကြရသော လူတို့၏ကံသုံးမအမှုအရာများအကြောင်းဖြစ်သည်ဟုဆိုကြသည် ထိုအကြောင်းနှင့်ဆက်လျင်း၍သူကိုမေးကြည့်သောအခါသူက သူ့ဖခင်သည်တုံးချိန်တိုင်းတိုင်းကြေးရွာဥက္ကဋ္ဌဖြစ်ဖူးရာထိုအခါများ၌အမှုသည်အမျိုးမျိုးသည် သူတို့အိမ်တို့ရောက်လာတိုင်ကြတာကြကြောင်းထိုအခါမှစ၍ဘဝဒုက္ခအမျိုးမျိုးကို သူတတိပြုခဲ့မိကြောင်းဘဝဒုက္ခသဘောကို သူသိခဲ့ကြောင်းတို့ရာတွင်ကိုနှုတ်နှလုံးကောင်းသူသည် နောက်ဆုံး၌ဘဝဒုက္ခကို တွေ့၍အတာဆန်ရသူဖြစ်ရမည်သာဟု သူယုံကြည်ကြောင်းပြန်ပြောဖို့သည်ဒန်လေတာ၏အန်နပါအန်နပါဝတ္ထုတို့သည် အင်္ဂလိပ်ဘာသာပြန်ဖြစ်သော2 Marigas မှဘာသာပြန်ဆိုထားသောဝတ္ထုဖြစ်သည် ်ထိုဝတ္ထုတို့တွင်ဒက်လက်တာသည် အစွဲအလန်းအယုံကြီးကြီးကြသော စာဒီနီးယားတောင်သူလယ်သမားတို့၏အမှုအရာကိုပြရင်းကုမာနာနှင့်ကိုစိတ်ဆင်းရဲခြင်းဖြစ်နေရာမှကိုမြေတာကြောင့်အဖြစ်တွေ့သွားသောအမျိုးသမီးတဦး၏အမှုအရာကိုတရုတ်ပေါ်ပြထားသည်ဟုယူဆသည် စင်ချင်းကြည့်ကြပါကုန်အပိုင်း1ဤနေ့နနက်ခင်းတွင်ဗီဒီယိုရွာမြေပိုင်ရှင်မကြီးဇီယာသည်ရွာဦးတောင်ကုန်းပေါ်သို့တလန်းချင်းလှမ်းရွေတက်နေသည် တရင်တောင်မြောက်လေးပါးကိုမကြည့်မိမိ၏ခရုကမာစိတ်ပတိဖြူဖြူနုနုကိုသာကြည့်ပြီးပတိစိတ်သွားသည်တောင်ငုံပေါ်တွင်မေတော်မာရီဗရင်ဂျီဘုရားရှိခိုးကျောင်းရှိသည် ထိုကျောင်းသည်လှပတင်တယ်သည်လည်းမဟုတ်ခမ်းညားထဲဝါသည်လည်းမဟုတ်ယူယူကုတ်ကုတ်သာဖြစ်သည်တို့ရာတွင် ထိုကျောင်းသည်ရှင်သက်ရှူမောအန်ဩဇီယာတကူပြာရိယာမျိုးမျိုးပြတာသဖြင့်စာဒီနီးယားကျွန်းတစ်ကျွန်းလုံး၌အလွန်ထင်ရှားကျော်စောသည် ်ထိုကြောင့်ထိုเจ้าကိုအံ့ဖွယ်တခဲမှချောင်းဟုတမုတ်ကြသည်ထိုเจ้าကတကူပြားရေဟာပြတတ်သည်ဆိုခြင်းမှာဂျွာသူဂျွာသားတို့၏လွန်ကဲသောတရားတရားကြောင့်တော်လဲဖြစ်ကြသည်လွဲမှားသောအစွဲအလန့်အယုံကြည်တရားကြောင့်တော်လဲဖြစ်ကြသည်ထိုကြောင့်ပွဲတော်ခြင်းဖြစ်သောစက်တင်ဘာလသို့ရောက်သောအခါတိုင်းစာတီနီးယားကျွန်းသူကျွန်းသားဖျားဖူးတို့သည်တော်အထာတာတောင်းအထာတာကိုဖြတ်ကျော်ကဗီတီရွာတို့ရာလိုက်ထောင်လိုက်ခြေပြေရောက်လာကြသည် ပွဲတော်လာဖရာဖူးများတွင်ခြေနာလက်နာဝမ်းနာခေါင်းခဲတရင်တစီကဝေဆုံးမအမောင်ပယောဂကတူယောဂတဲ့များသည်လည်းပါလာကြသည်။တာတီလင်ဆုံးကုံရှုံးကျွေးတင်လူအင်မရတောကပရိဒေဝမီတောက်လောင်ကြသောစိတ်တစဝေဒနာတဲ့များလည်းပါကြသည်။ထိုသူတို့သည်အံဖွဲတခင်မ၏အမအဆကိုမျောကို၍ရောက်လာကြခြင်းဖြစ်သည်။သူတို့မျောကိုကြသည့်အတိုင်းအံဖွဲတခင်မကလည်း ်အန်တပားပားကိုမြေဝါထင်ထင် မြင်ကြရအောင်နှစ်စင်နှစ်တိုင်းတကူပြတာသည်မြေပိုင်ရှင်မာကြီးဇီယာသည် မေတော်မာရီအန်ဖွဲ့တခင်မကိုကိုးကွယ်သူဖြစ်သည် လာတိုင်းတနင်္လာနေ့တွင် ပရိစိတ်ခာ အန်ဖွဲ့တခင်မအကြောင်းသို့သွားလေရှိသည်ပွဲတော်ချိန်တွင် ပွဲတော်ရက်3ရက်စလုံး၌နနတိုင်းညနေတိုင်းဝမပြည့်စေရထိုအကြောင်းသို့သွား၍ဘုရားဘူးပရိစိတ်ပြီးနောက်ဆူတောင်းလေရှိသည်ဆူလိုက်တင်းလိုက် ဝတ်တက်ခြင်းဝတ်လှည့်ခြင်းတို့ကို ပြုနိုင်ကြအောင် အလူငွေထဲ့ဝင်လေးရှိသည် တကူပြားရီဟာပြတော်မူပါသခင်မကြီးဖရာဟု၎င်းသူစီမချမ်းမသာဖြစ်နေသည်ကိုစိတ်ချမ်းသာအောင်မဆာတော်မူပါဖရာဟု၎င်းဆူတောင်းလေးရှိသည် သူစီမချမ်းမသာဖြစ်ခဲ့ရသည်မှာ ကြာပါပြီထို့ကြောင့်သူဆူတောင်းခဲ့သည်မှာလည်းကြာပြီဝတ်တက်ခြင်းဝတ်လှည့်ခြင်းပြုခဲ့သည်မှာလည်းအကြိမ်ကြိမ်ဆူတောင်းခြင်းပြုခဲ့သည်မှာလည်းအခါခါ ို့ရာတွင်သူစိန်နေကတကြိမ်တခါမျှတောမနတမဖြစ်ဒောမနတသာဖြစ်မြဲဖြစ်သည် သူဤဖာရယာနှလုံးသားသည်အစိမ့်စိတ်ကွဲခဲ့သည်ထို့သို့ကွဲခဲ့သည်ကို သူမေ့ဖြောက်၍မရနိုင်တတိယနေသည်ကြီးဖြစ်သည် ထို့ကြောင့်သူစိတ်ဆင်းရဲရသည် သူမှာပစ္စည်းဥစ္စာဟု၍လိုလေသေးမရှိကုံလုံကြွယ်ဝပါ၏တို့ရာတွင် မွဲပိတေပိဆင်းရဲပိဆိုသောတရောင်းစားလောက်မျှ ူမရွှင်နိုင်မပြနိုင်ဖြစ်ကြသည် သူ့အိမ်သည်တာမန်အိမ်မဟုတ် မုံနှစ်တူရည်နှင့်ဖြစ်သည် မှုယူမှန်ရွယ်တို့သာနေထိုင်သောပိမှန်ဖြစ်သည် အပြောင်အမွန်ချဲလေထုလုပ်ထားသောလာသာဆောင်မှမျောကြည့်လိုက်လျင်အံ့ဖွယ်သခင်မအကြောင်းကိုအတိုင်းသားမြင်ရသည်စိတ်ချမ်းမြေ့စရာပါပေသည်တို့ရာတွင်ဇီယာ၌စိတ်ချမ်းမြေ့ခြင်းသည် အလျင်းမရှိ သူ့ပိမှန်ဆောင်ကြီးတဲ့၌သူ့တကိုယ်ဒီနေ၍ သူစိတ်အဖြစ်အစီကိုသူခံနေကြသည်ဇီယာ၌စာဒရအမည်ရှိသောသမီးတယောက်သာထွန်ကားခဲ့သည် ထိုသမီးသည် အမျိုးနိုင်သောဆင်းရဲသော လူငယ်တယောက်နောက်သို့ကောက်ကောက်ပါလိုက်သွားခဲ့သည် ထိုအခါဇီယာဤစိတ်၌ဒေါသပုံထားခဲ့သည် စာဒီနီယာကျွန်းတွင်ငါတို့၏အမျိုးသည် မှုမျိုးမမျိုးဖြစ်သည်တချိန်တကာကတော့ငါဘိုးငါဘေးငါဘီတို့သည်ဘုံလက်ယုံနှင့်ပြည်စုံသူများဖြစ်ခဲ့ကြသည် ပစ္စည်းဥစ္စာရွှေငွေရတနာတို့ဖြင့်အတောက်ဆုံးအပြောင်ဆုံးဖြစ်ခဲ့သည်ယခုအခါ၌လည်းငါသည်ပစ္စည်းဥစ္စာနှင့်ပြည့်စုံလျက်ဖြစ်သည်ဩဇာတိကမကြီးလျက်ဖြစ်သည်ထိုသို့သောငါဤသမီးသည်အမျိုးနိုင်သောဆင်းရဲသောသူနှင့်မြတ်တာကုရှက်ပေါင်းဖက်ရသလောမြေယူဗီဇာကိုဖျက်ရသလောထိုတို့လျင်ဒေါသပုံထားခဲ့ခြင်းဖြစ်သည် ဟုတ်ပေသည်အသက်22နှစ်အရွယ်ရှိသမီးချောစာဒူရကလည်း မျိုးရိုးမျက်နှာကိုမျှမထောက်ပစ္စည်းကုန်ကိုမျှမထောက် သူ့ချစ်သူလူစင်းရဲ့လူမွဲအညတရတာမညနောက်သို့ကောက်ကောက်ပါလိုက်သွားခဲ့သည်ထို့ကြောင့်မာနာကြီးလာသောဇီယာသည်အချက်တကွဲအကျိုးနှင်းဘုံဘုံကြီးလဲခဲ့ရသည်စာဒူရအခါလဲသမီးအရွယ်တွင်ဇီယာ၏ခင်မုန်းသည်အသက်ခံလိုက်ရသည်ထို့အခါမှစ၍အမေတခုသမီးတခုသာကြံတော်သဖြင့်ဇီယာသည် ရှိသမျှသောအမိမြတ်တာကို တမီး၌တအားကုန်ပုံအပ်၍တမီးကိုကျွေးမွေးပြုစုခဲ့သည်တမီးကိုအရေးတကြီးကြီးကျူးရ၍စမ်းတင်ခဲ့သည်သူတသက်၌ထိုတမီးသာလျင် သူအသားသူအသွေးသူနှလုံးဖြစ်ခဲ့သည် ထိုတမီးသာလျင် သူအားကိုးရာ သူမွေလျော်ရာ ဖြစ်ခဲ့သည်ထိုမြသားမကားသည်သူမျိုးရိုးကို မတင်ကောရအောင်၎င်းသူခင်မုန်းအတွက်လက်စားချေနိုင်ရန်၎င်းမျိုးတူရိုးတူထဲမှပစ္စည်းအုပ်စာအကုန်လုံးကျွဲဝ၍ တတိပြတိနှင့်ပြည်စုံသောတမက်လောင်းကိုသူရှာနေဆဲဖြစ်သည်ယခုမူတမိကိုအချစ်ကြီးသလောက်အမြတ်ကြီးရပြီတမိအတွက် မန်တက်သလောက်မန်ကျိုးရပြီတမိကို အားထားသလောက်အားပြည့်ရပြီထို့ကြောင့်ဇီယာသည်နေ့ရှိသမျှတမိကိုချိန်ဆဲသည်တမိကိုတိုက်ကျွေးခဲ့သော သူ့နှုတ်ရည်ကိုပင် သူချိန်ဆဲသည်ခေါင်းဖြူဆွဲကြိုးဘဝသို့ရောက်နေသောသူ့အရွယ်ကိုပင်သူချိန်ဆဲသည် ဒင်းမြဲမြဲအသက်ထွေ၍တေးပါစေဟဲ့ဟု သူချိန်ဆသည် လူတကာဤတွေခွန်း၌သူပက်လက်မျောနေပြီဟု သူကိုယ်သူထင်နေသည်သူကိုမနာလိုကြသောသူတို့သည် သူ့လေပင်ကိုနင်း၍အောင်ပွဲခံနေကြပြီဟု သူထင်နေသည်ဤသို့ဖြင့်ဇီယာသည်ပစ္စည်းဥစ္စာရွှေငွေယတနာတို့ဤအလင်၌စိတ်လက်မချမ်းမသာဖြစ်ခဲ့ရသည်တို့ရတွင်ဇီယာသည် မပူရုပ်ဆင်နိုင်သည် အတွင်း၌အဆွေးကြီးဆွေးနေတော်လဲအပ၌ကမဆွေးတကယ်သူရှိနေသည် သူအသားအရေးဖြောတော်ရခြင်းသည် သူအရွယ်အိုသောကြောင့်သာဖြစ်သည် သူခန္ဓာကိုယ်ကြုံရခြင်းသည် သူအရွယ်အိုသောကြောင့်သာဖြစ်သည် သူမြတ်တွင်ကြာရခြင်းသည် သူအရွယ်အိုသောကြောင့်သာဖြစ်သည်ဟုအထင်ခံရအောင် သူဟန်ဆောင်၍သူစိတ်ကိုယ်သူဖုံးကွယ်ထားသည်ထို့ကြောင့်ဒီအဖွားကြီးဟာအတော်ကို ခံနိုင်ရရှိတယ်သူမာနာကိုသူမချဘူး ဟူ၍အရက်ကအချင်းချင်းလက်ကုပ်၍တီတိုပြောဆိုကြသည်စင်စစ်မှာဇီယာအိတ်ဟာဒီယာနှလုံးသားသည်အစိတ်စိတ်ကွဲခဲ့သည်ဖြစ်ရာမျက်ရည်ပင် မကြာနိုင်တော့ပြီအညူးကြီးလိုက်သည်မှာလူမိုင်းငှား၍သမီးဤလင်ကိုအသာခိုင်းရန်ကြံစီသည်အထိသူအညူးကြီးခဲ့သည်ဖះတရားစိတ်ရှိနေသောကြောင့်သာ လူတတ်မှုကို သူမကျွလွန်သူလက်ကို သူတားနိုင်ခဲ့သည်သူပြင် နေညမပြအံဖွဲတကယ်မအီတကူအာနုဘုံကိုသူအောက်မိကဆူတောင်း၍နေကြတော့ကြောင့်လည်းဖြစ်သည်တို့ရရင်သူအမြကားပြေတီဟုမရှိသူသမီးလင်နောက်လိုက်သွား၍တနစ်ခွဲခန့်ကြာမြင့်သည့်အထိတိုင်အောင်သူအမြမပြေနိုင်အမြကြီးမဲတိုင်းကြီးလျက်ဖြစ်သည်သူသမီးပင်မဆင်းရဲနေသည်ကိုသူတိတိတိုင်အောင်သူအမြမပြေနိုင်အမြကြီးမြဲတိုင်းကြီးလျက်ဖြစ်သည်မာပါပီဟု သူသမီးကအချင်းချင်းအခါကဝန်ချတောင်းမှန်ခြင်းပြုသည့်တိုင်အောင် သူ အမျက်မပြေနိုင် အမျက်ကြီးမြဲတိုင်းကြည်လျက်ဖြစ်သည်အပိုင်းနှင့်ဇေယသည် သူ၏ခရုကမာစိတ်ပတိဖြူဖြူနွနွကိုသာ ကြည့်ပေပတိစေရင်ဖျားရှိကိုကြောင်းစီတို့အရောက်သွားနေသည်ဖျားရှိကိုကြောင်းရှိရာသို့တက်သွားသောအတလန်းသည် ကျင်းလှသည်ဖြင့်ဖျားဖူးတို့ပြည့်ညံ့နေသည်အတလန်း၌သာမကား ဖះရှိကိုကြောင့်အရှိရင်မြင်နိုင်လဲပြည်ညာနေသည်ထိုနေရာ၌လဲသူတောင်းစားဤနေရာ၌လဲသူတောင်းစားရှောင်မလွတ်အောင်များလာသည် ပေးကြပါကန်းကြပါ တစားစားအော်၍တောင်းတန်တို့ကလဲစူညံနေသည်ပရိသတ်ထဲတွင်ဗီတီရွာကဖះဖူးများသာမက ရွာနီးစားချုပ်ကဖះဖူးများလဲပါသည်ဇီယာသည်ဖះဖူးတို့ကိုဂယုမဆိုင်တောင်ငုံပေါ်သို့ရောက်အောင်တက်သည်ចောင်းရှိရင်ပြင်တို့ ရောက်သောအခါ ဝှက်လက်နေကြသည်ကိုမြင်သဖြင့်ပခုံးညာဘက်မျက်နှာနှစ်ဖူးတို့ကိုလက်ဖြားဖြင့်တလှစီတိုးထီး၍ကြီးညိုလိုက်သည် တန်းစီပြီဖះရှိခိုးเจ้าကိုလက်ရရစ်လှဲ့ကာဝှက်ပြူကြချင်းသည်ဖះပွဲတော်၌ကြီးညိုစရာတွေ့မြင်ရသောပူဇနအမှုအရာတစ်ခုဖြစ်သည်များစွာမဆိုငွေစကျေးစလှူလိုက်လျင်ဝှက်လက်ခြင်းကိုပြူတတ်ကြသည်ရှိဥစွာမိပူဇော်ထားသောဖះောင်းနိုင်ကိုလှဲ့ကာ ဖုန်ကြီးထွက်လာသည်ထို့နောက်တဆိုင်ရဘာသာရေးအသင်းအဖွဲ့များ၏တကွန်ကုတ်ကအမျိုးမျိုးတို့ကိုဂိုင်းကထိုးရွာဤရွာတို့မှဖျားဖူးတို့သည်ဖုန်ကြီးနောက်က တန်းစီပြေးလိုက်ကြသည်တပတ်လည်ပြီးသောအခါဖျားရှိကိုကြောင်းတဲ့သူပြန်ဝင်ကြသည်နောက်ထပ်လူတန်းသူပေါ်လာလျင် ထိုးဝတ္တမတို့ပင် ပြန်ထွက်လာ၍တပတ်လှည့်ကြပြန်သည် ထိုးသူတို့သည်ဖျားပွဲ၌ဖျားအာယုံပြုတ်ချင်ကြသောသူများဖြစ်သည်တို့ရာတွင် ဖျားပွဲ၌ပြောခြင်းပါခြင်းသူတို့လည်းပါသည်ထိုသူတို့သည်ចောင်းရှိရင်ပင်တွင်ဒလိပါတာအလိုက်ကာကြခုံကြပြောကြပါကြသည် ထို့ကြောင့်ဖုံတထောင်းထောင်းထားလျက်ရှိသည်ဖုံထနေသည့်အထင်း၌ပင်ကာကြခုံကြသည် ဖုံထနေသည့်အထင်း၌ပင် စားစရာချိုခြင်းနှင့်ပြောရည်တို့ကိုလူသူကလူရာ စားကြတောက်ကြသည်သည်ဇီယာသည်ဖျားရှိကိုចောင်းတဲ့သို့ဝင်လိုက်သည်ចောင်းထဲတွင်ဒလိပါတာအလိုက် ြောကြဆိုကြအတန်တို့သည်စူညံနေသည်ဒလိဘာသာအလိုက်ဝစားစင်လာကြသောအဘွန်းအင်ဂျီများ၏အစဉ်တို့ကလည်းဖြူနီပြဝါရောင်စုံဖြစ်သည်ထိုဘုရားဖုတို့သည်အများအားဖြင့်မိုင်းပေါင်းများစွာ ဝေးလာသောအရတ်တို့မှအုတ်ထုံမပါဖဏတ်မပါရောက်လာကြသူများဖြစ်ကြသည် အတန်ကြသော ထိုမျှလောက်လူဆုံလာသော ပရိသတ်ထဲမှညီတန်ညူတန်အော်တန်ငေါတန်တို့ပေါ်လာသည်ဇီယသည် ်ထိုပရိသတ်ကိုအတင်းတိုး၍ဝင်နေသောကြောင့်ဖြစ်သည်စီယာသည်အော်အငေါအတွန်းအထိုးခံ၍ဝင်သည်ဇွဲကောင်းသာသဖြင့်နောက်ဆုံး၌သူအမြဲဝုန်းပြူလေးရှိရာဖြစ်သောတရားပလင်အရှိတို့သူရောက်သွားသည်ရောက်သည့်နေ့တပြိုင်နက်ဇီယာသည်စူညံတိုးဝင်နေကြသောပရိသတ်ကိုကြည့်ကာအနည်းရှိဖျားဖူးတယောက်အားလှမ်း၍ဘာဖြစ်နေကြတာတော့ဟုမေးလိုက်သည်တရေဖန်းစားလို့တဲ့တော့တရေဖန်းစားလို့တဲ့ဖန်းစားခံရတာကအကောင်းပါကလေးတဲ့ အားလုံးဝတ်ပြုပြီးကြရင်သူ့ကိုတောထုတ်သွားမလို့တဲ့တခင်မကြီးကသူ့တကိုးတော်ကိုပြလိုက်မယ်လို့လည်းပြောကြတာပဲဒါကြောင့်မို့ကျောင်းထဲမှာလူတွေဒါတော့ပြေးကြနေတာပေါ့ကြည့်ရင်တို့လာလိုက်ကြတာတောက်တော့လဲဝုန်းဝဲကွဲရှင်မင်းနဲ့အတိုင်းပဲတရေကတော်တော်တန်တန်တရေမဟုတ်ဘူးတဲ့အယူတိမ့်ပြီးအစိမ့်ဖြစ်သွားတဲ့ဘုံကြီးတရေတဲ့ရှင်ဘုံကြီးတရေတဲ့ထိုဖရာဘူးကမျက်လုံးပြူးမျက်ဆံပြူးပြောပြသည်တရေဖန်းဆခံရတာက ဘဲကကလေးတဲ့ဟိုအာသာရွာကားရရှင်တရေကလည်းဖုန်းကြီးတရေတဲ့ကြောက်စရာကြီးပါရှင်ဥပစင်းတစ်ပါးကသူ့ကိုမောင်းထုတ်လိုက်တဲ့ဒီတော့ဒီဖုန်းကြီးတရေကိုလက်ပီကလည်းလက်မခံဘူးတဲ့ရှင်မရေပီကလည်းလက်မခံဘူးတဲ့ရှင်ဒီတော့ဒီဖုန်းကြီးတရေဟာနေစရာမရှိဖြစ်တော့တာပေါ့ဒါနဲ့ခြေဥတရာလျှောက်သွားနေရင်ဒီကောင်မကလေးကိုဝင်ပူပြီးဖမ်းစားတဲ့ရှင်ဒီကလေးကတော့တနာစရာပါရှင်ဖယားဖယား နှလုံးတုံစရာကြီးပါလားဒါပေါ့အသေးရောနှလုံးရောတုံစရာကြီးပေါ့ဒီကလေးဟာတရေတံကိုလှန့်ခံနေရတဲ့ရှင်ဒေါ်တော်ကြာပါဇက်ကအမြုပ်တွေတစီစီထွက်လာပြီးအော်လာဟဲလာလှုပ်တဲ့ဖះကိုလည်းမယိုသေးတရားတော်ကိုလည်းမလေးစားချိန်လာမောင်းလာလှုပ်တဲ့ရှင်တန်လိုက်တာကလည်းသူ့အရွယ်နဲ့မလိုက်ဘူးတဲ့သူ့လက်ထဲကိုရောက်လာသည်မဟာကြည်မကုန်ကြတာပဲကျိုးပဲကုန်ကြတာပဲတဲ့ရှင်ရောက်စရာကြီးပါရှင် ဇီယာသည်ထိုကလေးကိုကြည့်လိုသည်ဖြင့်ပရိသတ်ထဲ၌လိုက်၍ကြည့်သည်ကလေးကအကြောင်းလေးကိုမရောက်သေးဘူးရှင့်ဘုရားကိုအားလုံးဝတ်ပြုပေးကြမှာကလေးရဲ့ခြေထောက်ကိုဝတ်တုပ်ထုပ်ပြီးခေါ်လာမယ်တဲ့လေးပါအောင်ဟဲ့တောထုတ်လိုက်ကြလို့တရေကထွက်သွားရင်ဒီတရေဟာဘဲသွားနေမှာလေတရားရောက်ကိုဝင်ပူပြီးဖန်ဆောင်အောင်တော့မှာပေါ့ဒါတော့မသိဘူးရှင့်ဒါပေမဲ့တခင်မကြီးဟာသူ့တကူအာနုဘော်နဲ့ ဒီတရေကိုလူပြည်မှာမနေနိုင်အောင်လုပ်မှာပေါ့ဒီတရေကိုတနာရင်လဲမရက်ပြည်မှာခဏတော့နေခွင့်ပေးရမှာပါပဲထို့သူပြောဆိုနေကြခိုက်ဖရာဘူးတို့သည်ဖရာဘူးပြုကြရန်ပြင်ကြလေသည်ဖရာရှိကိုကြောင်းခန်းသည်တေး၍လူကများလွန်နေသဖြင့်အခန်းထဲ၌လောင်ပိတ်၍အလွန်အိုက်သည်ပရိသတ်သည် တောထုပ်ပွဲကိုကြည့်ချင်လာသဖြင့်ဖရာကိုအာယုံမပြုနိုင် တောထုပ်ပွဲကိုသာစောင့်မျှော်နေကြသည် ဇီယာကားထိုသို့မဟုတ်ချေတရားပလင်စီတို့သာမျောကြည့်၍အာယုံပြုသည်ဤတစ်ချိန်တွင်ဇီယာသည်တရားပလင်ကိုသာ မကထူးခြားလာသော နမိတ်တစ်ခုကိုပါမြင်ရသကဲ့သို့ဖြစ်လာသည် သူ့အနီးတွင်မိမ့်မသုံးယောက်သည် မတ်တရ၍နေကြသည်တယောက်သည်တားငယ်ကိုရင်ခွေ၌ပိုက်ထားသည်တားငယ်ဤပါပြင်သည်နှင်းစီပန်းကဲ့သို့လမ်းဆန်း၍ချစ်စရာကောင်းသည်တားငယ်ကပြုံးလိုက်သောအခါမိမ့်မသုံးယောက်ကမြူလိုက်ကြသည် မိမသုံးယောက်ကမြူလိုက်ကြတော့အခါတားငယ်ကပြုံးပြန်သည်ကြည်နူးစရာပါပေသည်တားတဲ့အမေသည်ပိန်သည်အသားရေဖြောတော်သည်တို့ရရင်လှပရင်ကြီးတော့အသွေးအယောင်ကထင်လျက်ဖြစ်သည် ထိုတားတဲ့အမေသည် အချားမဟုတ်ဇာဒူရဖြစ်သည်ဇာဒူရသည် လူမမာရုပ်ပေါက်၍အဝုန်အင်ကြီးအဆုပ်ဆုပ်အပြပြနှင့်ဖြစ်နေပြီဇာဒူရသည် သူ့အမေကိုလှမ်းကြွေကြည့်သည် တဲမှသာသောသူအမေ၏အမှုအရာကိုမြင်သောအခါမငုံမိအောင်မနှဲထိန်ထားရရှာသည်ချစ်စရာမိကလေး၏မျက်နှာကိုတစ်ချက်လောက်မျှအမေမကြည့်တော့ဘူးလားအမေစိတ်သည်ပြင်းလှချေ၏တကားစိတ်ကရက်စက်လှချေ၏တကားစာဒူရသည်မထိန်နိုင်တော့ဘဲငိုပါလေတော့သည်ထို့အခါဇီယာ၏စိတ်၌အဖားမြတ်တာသည်လူးလွန်လာသည်မိကလေး၏မျက်နှာကိုမြင်လိုက်သောအခါ ဇာဒုရအပေါ်၌ကြီးခဲ့သောသူ့အမျက်သည် ပြေးချင်းတလူလိုဖြစ်လာသည်။ဇီယာသည် သူ့မျိုးကိုတခါမျှမမြင်ဖူးချေမျိုးကိုထားပြီးအောင်သူ့သမီးလင်နောက်လိုက်သွားကြတဲ့ကသူ့သမီးကိုပင် သူမကြည့်ဘဲနေခဲ့သည်မှာယနေ့အထိဖြစ်သည်။ဤနေ့တွင်သူ့သမီးကိုပထမအကြိမ်ကြည့်ခြင်းဖြစ်သည်။မျိုးကိုလည်းပထမအကြိမ်မြင်ခြင်းဖြစ်သည်။တင်းသည်ကျွန်းဆုပ်ပြသည့်တရက်စေလောင်မြမပြောင်းပါတကား။ သူ့စိတ်ထဲပင်ထိုမျှလောက်သာသူတွေးသည်တို့ရရင် သူအမျက်သူအညိုးကို သူတနာစိတ်ကဝင်၍ဖန်းစားလီမီလာမသိစောင့်ကြည့်စရာပင်ဇီယာသည် သူခင်မုန်းကိုသူတတိရလာသည် သူမြေးဤမျက်လုံးတွင် သူခင်မုန်းဤမျက်လုံးကိုသူမြင်လာသည် ထိုသူမြင်ပြီးမှပျောက်သွားပြန်သည်မဖြစ်နိုင်ပါဘူးလေညီသည့်နီးမြများမဖြစ်နိုင်ဘူးတူချင်းတူလျင် အမျိုးရုပ်ဟိုအကောင်ဤမျက်လုံးနှင့်သာ ပို၍တူစီယာရှိသည်ချက်ချင်းပင်ဇီယာ၏အမှုအရာသည်တင်းသွားပြန်သည် ထိုအခါဖျားရှိကိုကြောင့်လည်းကပရိသတ်သည်တညီတညွတ်တဲ့ဖျားကိုဝတ်ပြုကြပြီးဇီယာလည်းဝတ်ပြု၍စူတောင်းနေသည်ဒုဘာတော်လည်းနှုတ်ကသာပါသည်စိတ်ကအလျင်းမပွားချေသူစိတ်ထဲတွင်ပလောင်ဆန်နေသည်အမျက်ထွက်သည့်အခါထွက်သည်ရှက်လွန်းလာ၍တေးခြင်းစိတ်ပေါသည့်အခါပေါသည် ဝမ်းနည်းပူဆွေးခြင်းဖြစ်သည့်အခါဖြစ်သည်ဒေါသနှင့်မေတ္တာ အာဃာတနှင့်ဂိယုဏတို့သည် သူ့ဟာရယနှလုံးသားတွင် သူ့တပြန်ငါတပြန်စုံစမ်းတက်ဆင်းစစ်ပွဲကြီးခင်းတကယ်တို့ဖြစ်သည်ဖရာဖရာမြတ်စွာဘုရားတပည့်တော်မကိုကယ်တော်မူပါဖရာတပည့်တော်မကိုဆုံးမတော်မူပါဖရာဇီယာသည်မြည်တမ်းလျက်သူ့မျက်နှာကိုလက်ဝါးဖြင့်အုပ်၍ငိုပါလေ၏ငိုခြင်းသူ့သမီးကသူ့ကိုအတနာခံကား နေကြည်နေသည်ဟု သူမြင်လာ၍အဆွေကြီးဆွေးမိသည် သူမြေကလေးကို သူပြေးဖက်၍နန်းရှုပ်လိုက်ခြင်းသည်နန်းရန်သူပြေး၍သူခေါင်းဖြင့်ဆောင်းလိုက်ခြင်းသည်ဇီယာသည် အကျူးမာကြီးဖြစ်နေရှာပြီစာဒူရသည် သူအမေ၏မာနကိုဆွာပေးခြင်းသောကြောင့်သူတားငယ်ကိုခေါ်လာပြီးတကယ်တို့ဖြစ်နေသည် မနာလိုမရှုစိန်သော သူတို့အလယ်၌သူအမေမန်ကြပြီသူအမေအဆက်တကွဲအကျိုးနည်းဖြစ်ရသည်ကို အကြည့်ခံရအောင် သူ့သားငယ်ကို ခေါ်လာပေးတဲ့ကဲ့သို့ဖြစ်နေသည်ဇီယာသည် သူ့ခင်မုန်းကို အခါခါတန်းကြသည် သူ့ဒုက္ခကို ကြည်နေတော့မီလို့ဟု သူမြည်တမ်းသည်ဝပြုနေရာမှထား၍လွရာကြော်ရာတို့ သူပြေးထွက်လိုက်ခြင်းသည်တို့ရာတွင်ဖျားဖူးတို့ဖျားဝွင့်ပြူနေကြသည်မှမပြီးသေးကြာလှချီဤရှေလှချီဤအပိုင်း၃ဖျားရှိကိုကြောင်းတဲ့တွင် ဘုရားဝပြုပြပြီးကြပေပြီ ထို့အခါပရိသတ်သည်တောထုပ်အစွဲချုံမြည်အရေးကြောင့်မငြိမ်မသက်ဖြစ်လာသည်ကြောင်းထဲ၌လောင်လဲလောင်သည်အိုက်လဲအိုက်သည်ကြောက်စရာလန့်စရာကိုမြင်ရကြားရတော်မူဟုသိကြသဖြင့်လဲကြောက်တတ်သူသည်မိသူပြော၍မျမရမျက်နှာမှာသွေးမရှိအောင်ကြောက်သည် တဖန်တွန်းကြထိုးကြတိုးကြဖွေးကြသည်ဖြစ်ကြသူကငါနင်းမိငါကိုသူနင်းမိဖြစ်ကြပြန်သည် ထိုအထက်တွင်ဘုရားရှိခိုးကြောင့်အမြင်ပန်း၌ကာခုံနေကြသောလူတစုကလည်းကျောင်းထဲသို့အလူအရွက်ဝင်လာကြသည်ထိုအခါစီရသည် အသက်မရှူတတ်အောင်ဖြစ်လာသည် အပြင်သို့ထွက်၍လည်းမရတပန်းတစ်ဖက်က တိုးတိုင်းလဲတရွေတဲရွေနေရသည်ဖြစ်ကြသူမကြည့်ချင်သော သူသမီးစာဒူရအနီးသို့သူရောက်သွားသည်အတန်ကြာသောအခါဇူညံတန်တို့သည်ငြိမ်ကြသွားသည်တရေဖန်ဆာသောကလေးကို ကျောင်းထဲသို့သွင်းလာကြပြီ။ဇီယာအိတ်မျက်စိသည်ထိုကလေးစီသို့ရောက်သွားသည်။ကလေးသည်မိန်းကလေးဖြစ်သည်။တင်တိုင်းအနက်ထဲ၌ထဲ့၍ထုတ်ထားသည်။မျက်ကွင်းညိုနေသည်။မျက်တောင်နီနေသည်။ဝတ်တုတ်တုတ်ထားသဖြင့်မလှုပ်နိုင်မရှားနိုင်ဖြစ်နေသည်။တောထုပ်ပွဲကို စီရင်ကြပြီ။ပရိတ်ရွတ်ပြီးကြသောအခါဘုံကြီးတစ်ပါးသည်ဂုံတော်လမွားကကို ကလေး၏မျက်နှာရှိသို့ယူလာ၍အစွဲချုပ်ရန်အနမ်းခိုင်းသည်။ ထိုအခါဖယားရှိခိုးကြောင့်တကြောင်လုံးဟိမ့်သွားသည်။ကလေးသည်ကလေးနှင့်မတန်စူးစူးဝါးဝါးအော်လိုက်သောကြောင့်ဖြစ်သည်။ဟန်းစားထားသောတည်းရဲ့ကအော်လိုက်သည်ဟုထင်ရှားသည်။ထိုအခါပရိသတ်သည်တုန်တုန်မြမလှုပ်ငြိမ်နေသည်။အသက်ရှူမှမတဖြစ်သည်။ကလေးသည်မျက်နှာရှိသူရောက်လာသောဂုံတော်လဝါကကိုပုတ်ချသည်။တတွေးနှင့်ထွေသည်။အတန်ကုန်ဟင်မြဲဟစ်သည်။ပထမတော့ပရိသတ်သည် ကလေးကိုကြည့်ပြီးသွေးလန့်သွားကြသည် အတန်ကြာသောအကြောက်ပြေလာ၍တယောက်တခွန်းစကားပြောကြသည်ဖြစ်ရာចောင်းငန်းတစ်ခုလုံးသည်ပဲ့တန်တန်နှင့်ရော၍တဆူဆူတညံညံဖြစ်နေသည်သူသည်ထက်ဆူ၍ညံသည်ထက်ညံလာသောအခါဇေယသည် သူ့နာတွင်၌ခေါ်တန်းလိုလိုအတန်တန်ကိုကြားလာသည်တရေဖန်စားသောကလေး၏မိခင်က သူ့နာနာတွင်ကြိုက်၍သူအားစကားလှမ်းပြောနေသည်ဟု သူထင်လာသည် ရှင်ကဒီကိုလာပြီးဘာဖြစ်လို့ငိုနေရတာလဲရှင်မှာဘာပူစရာရှိလို့လဲရှင်မှာဘာဆွေးစရာရှိလို့လဲပူစရာရှိရင်ကျမကသာ ကျမရဲ့တမီးကလေးအတွက်ပူရမှာရှင်ဆွေးစရာရှိရင် ကျမကသာ ကျမရဲ့တမီးကလေးအတွက်ဆွေးရမှာရှင်သူများ ပူဖို့ဆွေးဖို့လဲထားပါအောင်လားရှင်မာနာကိုရှင်မချိုးနိုင်ဘူးလားဇီယာဇီယာနင့်မာနာကိုနင်ချိုးကျိုးအောင်ချိုးချိုးပါတော့လားချိုးပါတော့လားဇီယာဒီ ထိုအတန်တို့ကို သူ့နား၌ကြားလိုက်ရသည်ဟုထင်လာသည်ထိုအတန်တို့သည် တကြောင်လုံးဟိ၍သူ့နှလုံးသားကို ဝင်ပွေလိုက်သည်ဟုလည်းသူထင်လာသည် သူစိတ်၌နောင်တကြသည်လိုလိုဖြစ်လာသည်အကျိတ်ကျေသွားသည်လိုလိုဖြစ်လာသည်အနည်းရှိသမီးစာဒူရာ၏ရင်ခွင်ထဲက သူ့မြင်းငယ်ကိုလှမ်း၍နန်းကျင်စိတ်ပေါက်လာသည်နမ်းမိတော့မလိုလိုပင်ဖြစ်တော်သည် သူစိတ်သည်ထိုမျှညွတ်ပြောင်းလာသည် တို့ရရင် မနှမ်းဖြစ်ချီတန်တလို့ရှာတလို့တရားပလင်ရှိ၌တရေဖန်စားသောသမိငယ်နှင့် သမိငယ်ဤမိခင်တို့ကိုမြင်ရသည်မှာကြေကွဲเสียရာဖြစ်သည်သမိငယ်ကအတန်ကုန်ဟစ်အော်နေသောအခါမိခင်သည်တရားပလင်ရှိ၌ဒူးထောက်ကရှာကြီးတငယ်ငိုနေရှာသည်ဇီယာသည် ထိုသားအမိကိုကြည့်၍ယူကျုံမရဖြစ်နေသည်အတန်ကြာသောအခါတရေဖန်စားသောကလေးသည်ယုံကြံ၍ ခြေကျိုးလက်ကျိုးတို့ကိုဖျက်သည် ထိုအခါဖုန်ကြီးများကကလေးကိုဖမ်းကင် ဆုပ်ညှိပြီးဂုံတော်လမွားကကို ပြကအစွဲချွတ်သောသဘောဖြင့်အတင်းအနှမ်းခိုင်းပြန်သည်ဖုန်ကြီးများကအတင်းအနှမ်းခိုင်းလေလေကလေးကကြမ်းတထက်ကြမ်းလာလေလေဖြစ်သည် ထိုအခိုက်စီရသည်ကလေး၏မိခင်စိတ်တက်ကြွနေသည်ကို မြင်လိုက်သည်ကလေး၏မိခင်သည်ဒူးထောက်ကမေတော်မာရီသခင်မကိုဝတ်ပြုနေရမှာ ယုဒိရဲ့ထား၍မျက်ရည်ကိုတုတ်သည်ထို့နောက်ဟုံးကြီး၏လက်ထဲမှဂုံတော်လမကတ်ကိုယူ၍တယုတသိကံကသူ့ကလေးမြင်အောင်ပြသည် ထို့အခါကလေးသည်ချက်ချင်းငြိမ်သွားသည် ထို့နောက်ကလေး၏မျက်လုံးတွင်မျက်ရည်ဝဲလာသည်ထို့နောက်သူ့မျက်လွှာကိုချလိုက်သည်ထို့နောက် တရားပလင်ကိုမျက်နှာမူ၍မေတော်မာရီဂုံတော်ဖွဲ့ဓမ္မသရှင်ကိုမပီကလာပီကလာတီဆိုလာသည် ကလေးဤမိခင်သည်ဝန်တာလုံးအာကြီးသည်ဖြင့်တမီးရဲ့တမီးရဲ့အမေတမီးကလေးရဲ့ဖူရွှေမိတန်းရှာသည်အံ့ဖွယ်တရေပါပီသည်ဖယားဖူပရိသတ်သည်ထိုအချင်းအရာကိုမြဝါထင်ထင်မြင်၍နားဖြင့်ဆက်ဆက်ကြားကြသောအခါအံ့အားတင်၍မတ်တထနေကြရာမှချက်ချင်းဒူးထောက်လိုက်ကြသည်ထို့နောက်ကလေးသည်ဇိုနေသောဓမ္မတခြင်းကိုလိုက်၍တီဆိုကြသည် ်ထို့သူတည်ဆူနေကြသောဘုရားဖူပရိသတ်ထဲတွင်ဇီယာလည်းပါသည်ဇီယာသည်အိမ်သို့ပြန်လေပြီဤတစ်ချိန်တွင် သူမြင်ခဲ့သည် သူရှင်ခွေ၌ပါလာသည် သူသမီးစာဒူရာသည် သူနှပါ၌ကလျက်ပါလာသည် ထိုအခါဗီတီရွာ၌ဒီနှစ်တော့တို့မဲတော်တခင်မကြီးကအန်တပားလည်းမဟုတ်ဘူးနှစ်ပါးပြခဲ့တကွဥွေအချင်းချင်းပြောကြလေသည်ငွေတိုင်းမဂဇင်း အမှတ်36ဂျွန်1963ခုနှစ်နားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။